အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒေါ်လာညချမ်းပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်သပါရယ်ဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့လုံခြုံရေးတင်းကျပ်ထားတဲ့မန္တလေးဈေးကြိုအနီးမှာဒေါက်တာဒေဇာဆန်းဦးဆောင်တဲ့လူငယ်တွေကရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်ခင်ဗျာဆန္ဒပြပွဲမှာပြည်သူတွေကိုလူငယ်တွေကဘာတွေသတင်းစကားပါခဲ့တာပါလဲဘူးတလင်မှာတော့စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်2ဦးကြာဆုံးသွားရပါတယ် မိုးကုံမျိုးဖြစ်စဉ်မျိုးတောင်ပိုင်းမှာကိုဖြစ်နိုင်သလားဘလို့မျိုးပြင်ဆင်ထားလဲဆိုတဲ့ပေါ်အထူးတိုင်းစစ်ဌာနဗျူဟာ33စီရေးတာဝန်ခံရဲဘော်စောတာကကသုံးသက်ပြောဆိုထားချက်ကိုလည်းနားဆင်ရဖို့ရှိနေပါတယ်ခင်ဗျာရေတာရှင်မျိုးနယ်မှာအင်အား80ပါတဲ့စစ်ရှုံးကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး6ဦးသေဆုံးသွားပါတယ်ကြောက်ချင်းမျိုးနယ်ကဆေးရုံကိုစစ်တပ်ကဘုံကျဲလို့စီရီယံဆရာဝန်2ဦးပါဝင်9ဦးသေဆုံးပြီးတော့10ဦးဒဏ်ရာရသွားပါတယ်ခင်ဗျာ န္တလေးကလက်ဖက်ရည်ဆိုင်မီးလောင်မှုမှာပိတ်မိနေသူတဦးကိုမိသက်ကကယ်တင်လိုက်ပါတယ်ဒီသတင်းနေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းကြောင်းရာတစ်ခုအနေနဲ့အချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ပြူးလွမျိုးကိုရောက်နေတဲ့အချိန်လွန်ညုံရေးအထူးတင်းကျပ်ထားတဲ့မန္တလေးမြို့ကဈေးကျွအနီးမှာဒီဇင်ဘာလ3ရက်နေ့ကဒေါက်တာတေဇာဆန်းဦးဆောင်တဲ့လူငယ်တွေဟာစစ်တပ်ကလုံမဲ့မတရားရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်ခင်ဗျာ ဒီဇင်ဘာ3ရက်မနေ့အစောပိုင်း9နာရီဝန်းကျင်မှာဆန္ဒပြခဲ့ကြရင်စစ်အုပ်စုကလုံးမဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဖို့စာသားတွေရေးထားတဲ့လက်ကမ်းစာဆောင်တွေဖြန့်ဝေကျဲချပြီးပြည်သူတွေကိုအတိပေးနှိုးဆော်ခဲ့ကြတာပါလုံခြုံရေးအထူးတင်းကျပ်ထားတဲ့ကြားကအခုလိုဆန္ဒပြခံရရလို့စစ်အုပ်စုကဒေါသထွက်နေပြီးဆန္ဒပြသူတွေကိုဖမ်းမိရင် အသေတတ်မယ်ဆိုပြီးကျင်းဝါနေကြတယ်လို့လည်းမန္တလေးမြို့ကနေစီကသိရပါဗါတယ်ဆန္ဒပြလူငယ်တွေဟာလာမဲ့ရွေးကောက်ပွဲမှာမဲမပေးကြဖို့နဲ့ ်စစ်မှုရန်ဥပဒေကိုကန့်ကွက်ကြဖို့ပြည်သူလူထုကိုတိုက်တွန်းပြောဆိုခဲ့တဲ့ပြင်ဒီဇင်ဘာ10ရက်ရောက်ရင်မန္တလေးအပါဝင်တနင်္ဂနွေလုံးအတိုင်းတာနဲ့အတန်နိုင်တဲ့ဘိတ်လှုပ်ဆောင်သွားပါမှုပူပေါင်းပါဝင်ပေးကြဖို့လဲပြည်သူလူထုကိုအခုလိုမျိုးတိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်ခင်ဗျာ။ ိုက်နေတယ်အဲ့အတွက်စစ်ဘူးတဲ့သတိရပေါ်တော့ဆိုဦးမေကိုတခဲနဲ့ကျွန်တော်တိုက်ရကြတော့အခုအသေးသေးကျွန်တော်သင်ကြားပြပြရတယ်ဒီစစ်ဘောလားစစ်ရပြပါကျွန်တော်တို့အားလုံးအပြစ်ပေါ်ပေါ်နေတဲ့အသက်တိုက်စပိုက်လုံးရင်းနဲ့စရာသာရှိတဲ့ဒီကိုလုံးဝကျွန်တော်တို့လူလူပြည့်လုံးကစီလုံးကြီးရသွားတဲ့ဓမ္မကဲဆုံးကြာတာချဖို့ Silence Strike ကိုဒီစစ်ဘောလားစစ်ရလေးပါကျွန်တော်တို့လုပ်နေတယ် ိုင်နေတော့တိုင်နေနေဆုံးတယ်အားလုံးစီစီတော့လို့ညီညီညွတ်နဲ့ဘာဝင်ပေးကြဖို့ဆိုကျွန်တော်တောင်းဆိုပါတယ်နောက်ထပ်သတင်းတပုတ်အနေနဲ့သခိုင်းတိုင်းဘူးဒလင်မြို့နယ်မှာဒီကနေ့ဒီဇင်ဘာလ၄ရက်စစ်ရုံးကောက်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့တွန်လိုင်းရဲဘော်၂ဦးကြာဆုံးကဒဏ်ရာရသူတွေလည်းရှိတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဘူးဒလင်မြို့နယ်လူသားစာနာတာဝန်ခံပြောပြတာကဘူးဒလင်မြို့နယ်အရှိမျောက်ချမ်းကတော်တဲ့ကို တရဲဦးဘက်ကတက်လာတဲ့ Jet Fighter တစ်စီးမွန်ရနာမခကတက်လာတဲ့ Paramotor နှစ်စီး Gyrocopter နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားတာပါလေကြောင်းတိုက်ခိုက်ခံရမှုတွေအတွင်းမှာ PDF ရဲဘော်နှစ်ဦးကြာဆုံးခဲ့ရပါတယ်ရဲဘော်၄ဦးကတော့ဒဏ်ရာတွေရရှိခဲ့ပါတယ်လို့ရှင်းပြပါတယ်ခင်ဗျာစစ်ရုံးကောင်စီတက်ဟာအဲ့ဒီဘူတလင်မြို့နယ်အရှိမြောက်ဖက်ချမ်းကိုဒီဇင်ဘာ၄ရက်ဒီကနေ့မနေ့အစောတနအိဝင်းကျင်လောက်မှာလေကြောင်းတိုက်ခိုက်မှု3ကြိမ်နဲ့မွန်းလွဲ12နာရီဝင်းကျင်မှာလေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြတာပါ ဘူဒလင်ခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ပြောပြတာကဟုတ်ပါတယ်ဗျဘူဒလင်မြို့နယ်အရှင်းမြောက်ဖက်ချမ်းမှာရှိတဲ့တော်ရဲတနေရာကစင်ကျုံးရွာတော်ရဖုန်ကြီးကျောင်းသားကိုတိုက်ပွဲဖြစ်နေတာမရှိပဲလေကျောင်းတိုက်ခိုက်ခံရတာပါမနက်စောတနားရီလောက်မှာ Jet Fighter နဲ့ Paramotor တွေတုံးပြီးတော့တိုက်ခိုက်ခံရတော့ကရဲဘော်တွေထိခိုက်ကြဆုံးခဲ့တာပါနေ့လယ်ပိုင်းမှာတော့ထိခိုက်ပျက်စီးမှုမရှိပါဘူးလို့ဖြစ်ဆိုခဲ့ပါတယ်ခင်ဗျာအဲလိုမျိုးလေကျောင်းတိုက်ခိုက်ခံရလို့ကြာဆုံးတန်ရန်ရခဲ့ကြတဲ့တော်တိုင်းတပ်ဖွဲ့ဝင်တွေဟာဒေသခံလူငယ်တစ်စခန်းရဲ့ကာကင်းစခန်းတစ်ခုဖြစ်တယ်လို့လည်း သူကဆက်ပြီးတော့ပြောပါတယ်ဆေယွန်ကောင်စီတာပြီးခဲ့တဲ့ဒီဇင်ဘာ2ရက်မနက်စောပိုင်းကလည်းဘူတလင်မြို့နယ်တဲကကန်တာကြီးပါနီကိုဂျာရိုကိုပရာနှစီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ၂ယောက်ထိခိုက်ဒဏ်ရာရရှိကာနေအိမ်တချို့လည်းပျက်စီးခဲ့ရပါတယ်ဒီနေ့တွေ့ထူးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့မိုးကုံမြို့ပြည်စင်မြို့တောင်ပိုင်းမှာကိုဖြစ်နိုင်ပါသလားဘလို့ပြင်ဆင်ထားလဲဆိုတဲ့ပုံအထူးတိုင်းစစ်ဌာနဗျူဟာ33စီးရဲတာဝန်ခံရဲဘော်စောတာကိုကအခုလိုမျိုး ပြောဆိုရှင်းပြထားပါတယ်ခင်ဗျာလာရေးလဲ9နှစ်နီးပါးဖြစ်လာပြီဗောနော်ဟိုအဓိကလည်းဒီတနိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားတပ်တွေရဲ့ဗောနော်ကျွန်တော်တို့ဒီပြည်သူ့ကော်ကွယ်ရေးတပ်တွေပူပေါင်းပြီးကျွန်တော်တို့တိုက်ကြတာတော်တော်များများလည်းမျိုးတွေအများကြီးသိမ်းနိုင်တယ်စစ်ရေးဖော်ဆောင်မှုတွေလည်းအများကြီးကျွန်တော်လုပ်နိုင်တာတွေ့တယ်ခုလက်တော်ဖြစ်သွားတဲ့ပုံရိပ်ရလည်းပဲအဓိကတော့တရုတ်ရဲ့အဓိကရမ်မှုမှုပေါ့နော်တော့ PR ကြောင့်လည်းကျွန်တော်တို့မြင်တယ်ဆိုတော့ကျွန်တော်တို့တွေကဘာပြန်ကြည့်ရမလဲဆိုတဲ့ဟာတော့ဒေလုံးပြစ်လိုက်တဲ့ဟာကိုကျွန်တော်တို့ ်ဟိုပြစ်လိုက်တဲ့ဟာမကြည့်ပါဒီကဲဘယ်လာလဲဆိုတော့ကျွန်တော်တို့ပြန်ပြီးအဲဒေါ်လာရေးတက်တဲ့သတိကြီးကြီးနဲ့ကျွန်တော်တို့ပြန်ပြီးစဉ်းစားသုံးသပ်ဖို့လိုအပ်တယ်ဆိုတော့တီအယ်လေးကဒီလိုလုတ်သွားလဲဖြစ်သွားလဲအပေါ်မှာသူ့ခက်ခဲဘယ်လောက်ရှိလဲဒါသူ့မှာဘယ်လိုချက်တဲတွေတွေ့နေရလဲဆိုတဲ့ဟာတော့ကျွန်တော်တို့ဒေါ်လာသမားချေချေတော့ပြန်ပြီးတော့ကျွန်တော်တို့ပြန်စဉ်းစားမှဟာဖြစ်လာပြီပေါ့နော်အခက်ခဲပေါ့အဲ့ဒီခက်ခဲကဘယ်လောက်ထိသူ့အတွက်ပြစ်ထန်လဲပေါ့သူ့အတွက်ဘယ်လောက်ထိဟိုဟာဖြစ်လဲပေါ့အဓိကတော့ကျွန်တော်တို့ဒေါ်လာရေးကဟိုနိုင်ငံကြီးတွေရဲ့ software မှုနဲ့ကျွန်တော်တို့တွေတော်တော်လေးကိုလိုရခီးမရောက်တာ ျွန်တော်တို့ဆိုတာဒီ2023ကတည်းကဒီ2020ခေါ်ဆက်စည်ကတည်းကပြီးကြတဲ့တော့ဒါကျွန်တော်တို့တော်လိုက်တန်းတော့ကျွန်တော်အောင်မြင်သွားပြီဒါတော့တန်းနိုင်ဆိုကျွန်တော်တို့ကျွန်တော်တို့အဘွက်ခံဖို့ပဲကြံပြီသို့တော့ကျွန်တော်တို့အနောက်မှာခုရှိတဲ့တရုတ်နဲ့ရုရှားနိုင်ငံကြီးကလာပြီးတော့ဆိုတာဒီအပြောင်းလဲကြီးဖြစ်အောင်ပေါ့နော်သူတို့လာပြီးတော့ဝါရဆော့ဖိတ်ပြီးလောက်ကင်လာတဲ့အပေါ်မှာကျွန်တော်တို့တွေတော်လိုက်တက်တွေကတိုက်နေရတာရတူစစ်ကောက်စီတစ်ခုတည်းမဟုတ်ဘဲနဲ့ ကျွန်တော်တို့နိုင်ငံကြီးတွေပေါ့ပဲပတ်သိမှုအချို့တွေကလူကိုယ်တိုင်လာစားမလို့ဘူးဒါနိပညာအကူအညီတွေပေါ့နိကျွန်တော်တို့ drone တွေရောအရှင်းပြတဲ့ပစ္စည်းကိရိယာတွေအဆောင်ပေါ့နော်သူတို့ခိုးဆိုတာလေယာဉ်တွေလည်းပဲတောက်ဆောက်သူတို့ကူညီနေတာဆိုတာလည်းပဲဒါဆေးကိုနော်ပြီးတော့ဆေးကိုလာရောက်ပြီးသူတို့ဖျားတိုက်ပေးတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ပြန်ကြည့်ဖို့လိုတယ်ပေါ့ဒါတော့ကျွန်တော်တို့တွေအလုံးခုလို့ကျွန်တော်တို့တိုက်နေတဲ့ဟာတွေအလုံးကစက်ကောက်စီတစ်ခုတည်းမဟုတ်ပဲနဲ့ အနောက်ကွယ်ကနေပြောဆိုတာကျွန်တော်တို့ဒီတရုတ်လိုမျိုး restaurant လိုမျိုးနိုင်ငံကြီးတွေကထက်ထက်ဝက်ဝက်ပေါ့ပဲအကူညီပြီးတော့လုပ်နေတာဟာဖြစ်တဲ့အတွက်ကျွန်တော်တို့တိုက်နေရတာဒါအင်အားကြီးနိုင်ငံတွေပေါ့တိုက်နေရတာအနေထားကျွန်တော်တို့ခက်မှတ်မှာအင်မတန်ခက်ခဲရှိတယ်အင်မတန်လည်းကျွန်တော်တို့ဖျက်ရနေပြောဆိုတာပေးဆမှုတွေအများကြီးကျွန်တော်တို့ကြုံတွေ့ရတယ်သို့တော်လည်းပဲကျွန်တော်တို့ဒီလိုဖြစ်သွားလို့ကျွန်တော်တို့ဖျက်အောင်မလျှော့ဘူးချို့ရတွေကကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ဆိုတာဒီရုပ်ထွေးနိုင်ရမလဲဒီခက်ခဲကြားနေပြလေး ကျွန်တော်တို့ရဲ့ဖြစ်လာတဲ့ဒီအခက်အခဲကကျွန်တော်တို့တွေ့ရအခက်အခဲဆိုပြီးဟာမျိုးမမြင်ပဲနဲ့ကျွန်တော်တို့ဘက်မှာဘောနော်ဘယ်လိုပြင်ဆင်ရမလဲကျွန်တော်တို့ထပ်ပြီးတော့ဘယ်လိုစူးစမ်းရမလဲကျွန်တော်တို့ထပ်ပြီးတော့ဘယ်လိုမဟာပြူကနီးပြူကလည်းကျွန်တော်တို့ပြန်ပြီးစေစားတုံးတတ်ရမလဲဆိုတော့အပိုင်းကျွန်တော်တို့ပြန်လုံးဝမှဖြစ်တယ်ဆိုတော့ဟိုတစ်ဖက်မှာဖြစ်သွားတာတော့ဖြစ်သွားပြီးပေးလိုက်ရတာတော့ပေးလိုက်ရပြီပေးလိုက်ရတာတော့လွယ်တကူဆိုပေမဲ့ကျွန်တော်တို့တိုက်ရတာလွယ်တကူတော့မဟုတ်ဘူးပေးဆမ်းမှုတွေအသိတွေဘဝတွေကအများကြီးပဲဒီအတွက်လည်းပဲအာကျွန်တော်တို့တော်လာရေးဖက်မှာအမှန်တန်စေစားဆုံးဖြတ်ရအောင် ော်တော်ခက်ခဲတဲ့ဟာမဟုတ်တော့ကျွန်တော်ထည့်တဲ့အာ MD လို့မျိုးဒီလိုမျိုးလည်းပဲသူတို့မှလည်းဒီလိုခက်ခဲလေဟိုရှိမယ်ဆိုတော့ကျွန်တော်တို့မြင်တာပေါ့နော်ဆိုတော့တစ်ဖက်ကလည်းပဲဒီလိုဖြစ်သွားကောင်းလားအာဒီလိုလှုပ်လှဲသူနောက်တစ်ဖက်မှလည်းပဲအာဒါမဟုတ်ဘူးမလို့အဲ့လိုမျိုးလှုပ်လှဲလာဆိုတာထိဆောက်ရေကျွန်တော်တို့ဘယ်လိုဖြေရှာကြမလဲပေါ့နော်ကျွန်တော်တို့ဘယ်လိုဟိုစဉ်းစားကြမလဲပေါ့ဒါလေးလေးလည်းပဲ ဟိုကြံတဲ့ဟိုဟိုတော်တော်လာရေးအီအိုညီကိုခေါဆောင်လေးလည်းပဲအလုပ်တိုင်ပေးပြီးကျွန်တော်တို့ဆွတ်ဆွတ်တော့ဖို့လို့လုပ်တယ်ဆိုတော့ဒီပုံမှာတော့ကျွန်တော်တို့အရင်ကြီးတော့ဟိုစိတ်ပြေပွားရလောက်အောင်တော့ကျွန်တော်တို့ဖြစ်ဖို့တော့မလိုဘူးပေါ့နော်ကျွန်တော်အဲ့လိုပဲမြင်တယ်ဒါတော့ဟိုထပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ထပ်ကြိုးစားဖို့တော့လိုအပ်တာပေါ့နော်ကျွန်တော်တို့ဒိမ်မဲ့ကျွန်တော်တို့ view ကပြောင်းလဲတော့သွားလိမ့်မယ်ဟိုကြံတဲ့အခက်အခဲအများကြီးလည်းကျွန်တော်ကြော်ဖြတ်ရလိမ့်မယ်ကျွန်တော်အဲ့လိုပဲမြင်ပါတယ်ရေရာရှိနယ်ဘက်ကတိုက်ပွဲသတင်းကြောင်းရည်နဲ့ဆက်ချင်ပါတယ် ။ပဲခူးတိုင်းရေတာရှည်မြို့နယ်ကွမ်းအောင်ကျေးရွာဘက်စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဖွဲ့ကိုမိုင်းခွဲတိုက်ခိုက်ခဲ့ရမှာ6ဦးသေပြီးတော့2ဦးဒဏ်ရာရခဲ့တယ်လို့ PDF တိုင်ရင်3504ကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်။တိုင်ရင်3504နဲ့ရေတာရှည်မြို့နယ်ပကဖကသတင်းရရှိတာကြောင့်နိုဝင်ဘာ26ရက်နေ့နေ့လယ်မှာကား3စီးနဲ့အင်အား80လောက်ရှိတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကိုကွမ်းအောင်ကျေးရွာနဲ့ဝမ်းမာကြီးကျေးရွာကြားမှာမိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရုတ်တံဖိုင်နဲ့အတူသတင်းထုတ်ပြန်လာတာပါ။ တိုက်ပွဲကနှစ်နာရီလောက်ကြာမြင့်ခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့တွေဘက်ကထိခိုက်ဒဏ်ရာရရှိတာမရှိပေမဲ့စစ်ရုံးကောက်စီတပ်ဘက်ကတော့6ဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်တိုက်ပွဲတွင်ရန်သူဘက်ကအိနာကဘုံဒီတလုံးလက်ပစ်ဘုံနှလုံး equipment နှစ်ခု MA11 ကြီပောက်တစ်ခုအုတ်ထုပ်နှလုံး 5x5 စစ်ကြီး89တောင်ရရှိခဲ့ပါတယ်လို့တရင်3504ကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်ဒီတိုက်ပွဲမဖြစ်ခင်နိုဝင်ဘာ25ရက်ကလည်းကျူတင်သတင်းရရှိတာကြောင့်စစ်တောင်းမြေနောက်ဘက်ချမ်းမှာရှိတဲ့တပ်ပိုင်မြေတွေမှာတိစားကလာတောင်းတဲ့ဆက်ရှုံးကောက်စီတပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လုံကြုံရေးတက်ခွဲနှစ်ကတက်ကြွကြီးမြင့်လွင်ကိုတက်ခွဲကျဲကျေးရွာမှာတရင်3504ကဖမ်းဆီးနိုင်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီတက်ကြွကြီးကိုကာတစီနဲ့အတူဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးတရင်ကစစ်တုံးမဲ့ဥပဒေနဲ့ညီထိန်းသိမ်းဆောင်ရွက်ထားတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ကဆေးရုံနဲ့ကျေးပါတဲ့ကိုအကြမ်းဖက်ဆရှုံးကောင်စီကလေကြောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့လို့စီရီယန်ဆရာဝန်တူပါဝင်9ဦးသေဆုံးပြီးတော့အမျိုးသမီးတွေပါဝင်10ဦးတန်ရာရရှိခဲ့ပါတယ် ကျောင်းကြီးမြို့နယ်ညောင်မင်းသာရွာကဆေးရုံကိုမနေ့ကဒီဇင်ဘာ3ရက်နေ့ကင်း12နိုင်ဝင်းကျင်လောက်မှာဆစ်ရှုံးကောက်စီကစက်တက်လေးထီးနဲ့ဘုံကျဲခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပြပါတယ်။လက်နေကြီးထီးလို့ဆိုပြီးလူနာတွေကောက်ရတာပြီးမှပြန်ပြီးတိရတာကစက်တက်လေးထီးနဲ့ကျဲတာဆေးရုံတက်တဲ့ကိုရောဆေးရုံဘေးနေရာတွေကိုပါကျဲတာပါလို့ထိခိုက်ထဲရတဲ့သူတွေကိုကူညီခဲ့သူတူကပြောပြပါတယ်။ကျေးရွာတွေကိုဘုံကျဲတဲ့ဖြစ်စဉ်မှာတော့ဒေသခံမြို့သားနှစ်ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ ဒဏ်ရရှိသူ၈ဦးကိုတောင်ကူဆေးရုံကိုခေါ်လာခဲ့ပြီးစိုးရိမ်ရတဲ့လူနာတွေကိုခွဲစိတ်ကူတာခဲ့ရတယ်လို့အကူအညီပေးနေသူတွေက ပြောဆိုခဲ့ပါတယ်။ကြောက်ချင်းမြို့နယ်ဟာကင်ပြူတာစီယုံတမသုံးထင်းချုပ်တဲ့ဒေသလည်းဖြစ်ပါတယ်။မနေ့ကတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့သူတွေအပြင်ဒဏ်ရရသူတွေထဲမှာကိုလက်အင်ကပျက်စီးတဲ့အထိထိခိုက်သူ၅ဦးရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရရှိသူတွေကိုတောင်ကူဆေးရုံမှာကူတာနေတယ်လို့ဆွေမျိုးတွေကသတင်းလာမိတာကိုဆစ်ရှုံးကောက်စီကတားမြစ်ခဲ့တယ်လို့လည်းသတင်းသိရပါတယ်။ ဒီဇင်ဘာတရက်ကလည်း KNU တက်မှနှစ်ကိုစစ်ရှုံးကောင်စီကဘုံကျဲလို့ကိုဝင်ဆောင်တဦးဒဏ်ရာရရှိခဲ့ရပါသေးတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နတ်တလင်းမှာအကြမ်းဆစ်ရှုံးကောင်စီတက်လေးချောင်းတိုက်ခိုက်မှုကြောင့်ဘုံကျောင်းတဲ့နေအိမ်တွေပျက်စီးပြီးတော့ဘုံသီးချို့မပေါက်ကွဲပဲနဲ့ကျန်နေခဲ့တယ်လို့သိရပါတယ်သတင်းပြေဆုံးကိုကြည့်အောင်ပါခင်ဗျာပဲခူးတိုင်းနတ်တလင်းမြို့နယ်မှာအကြမ်းဆစ်ရှုံးကောင်စီတက်ရဲ့လေးချောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းအဆောက်အဦတွေနဲ့လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ် အနာသိန်းစစ်ချုပ်ကောင်စီတပ်ပြီးခဲ့တဲ့ဒီဇင်ဘာ2ရက်ညပိုင်းမှာနယ်လင်းမြို့နယ်ရှေ့ချမ်းကမကြီးပင်ရွာနယ်အောက်ဒုခရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဘုံသီးရှစ်လုံးလောက်လာချသွားတာ။ဘုံသီးတွေပေါ့နော်။မပေါက်ခွဲဘဲနဲ့ကြံခဲ့တဲ့ဘုံသီးတွေလည်းတင်းစီရမိထားတယ်လို့ Diary KI 3081တရင်ဒုတိယရင်မူဦးညင်ကြီးကပြောပါတယ်ခင်ဗျာ။အဲ့တိုက်ခိုက်မှုကြောင့်မကြီးပင်ရွာနယ်အောက်ဒုခရွာဘုံကြီးကျောင်းနှစ်ကျောင်းနဲ့ရဲသားနေတချို့ထိခိုက်ပျက်စီးခဲ့ရပါဗျ။ လာဒီဘီအော်တိုဘာ16ရက်နေ့တုန်းကလည်းနယ်ဒလင်းမြို့နယ်မကြီးပင်ရွာကိုတိုက်ပွဲဖြစ်တာမရှိဘဲစစ်ရှုံးကောက်စီတပ်ကစက်တက်လေထီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရွာကပြည်သူတယောက်သေဆုံးခဲ့ပြီးနှစ်ယောက်ဒဏ်ရာရကနေနေလဲပျက်စီးခဲ့ရပါသေးတယ်ခင်ဗျာမိုးကုတ်ကတိုက်ပွဲသတင်းကြောင်းရတွေကိုတင်ဆက်ပေးချင်ပါတယ်အကြမ်းမစစ်ရှုံးကောက်စီတပ်ကပြန်လဲသိမ့်ပိုက်ထားတဲ့မိုးကုတ်မြို့ပြင်မှာတိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီးစစ်ရှုံးကောက်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်လာကြောင်းမိုးကုတ်ဒေသပြည်သူတွေနဲ့တော်လှန်ရေးသတင်းမြစ်တွေကပြောပါတယ် ဒီဇင်ဘာ3ရက်နေ့ည8:00နာရီခွဲအချိန်လောက်မိုးကုတ်မြို့ပေါ်မှာအထိုင်ချတဆွဲထားတဲ့စစ်ချုပ်ကောင်စီတပ်ကတော်လိုင်းတပ်တွေကဒရုန်းနဲ့ဘုံကျဲချခဲ့ကြောင်းမိုးကုတ်မြို့စေယုံဝင်းနဲ့ကျောင်းကြီးဝင်းနဲ့ကိုဒရုန်းနဲ့ဘုံဒီသုံးလုံးကျက်ချခဲ့ကြောင်းစစ်ချုပ်ကောင်စီတပ်ကလည်းနက်နက်ကြီးတွေနဲ့မြို့ပြင်ဘက်ကိုပြန်ပြီးတော့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။တနာရီမထိုးခင်အချိန်မှာစစ်ချုပ်ကောင်စီတပ်ကလေရင်နဲ့မိုးကုတ်မြို့အပြင်အနောက်ဘက်ပိုင်းနေရာတွေကိုဘုံကျဲချသွားကြောင်းအဲ့ဒီဘုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းမိုးကုတ်ခြေဆိုင်တော်လိုင်းရေးသတင်းမြစ်တူကရှင်းပြပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်းမိုးကုတ်မြို့အနောက်ပိုင်းကြောက်ပုံကျက်နှက်ဖဘက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးပင့်ကူတော်မော်ကဆက်ရှုံးကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အခုအဓိကတိုက်ပွဲဖြစ်တာကမိုးကုတ်အနောက်ပိုင်းမြို့ပြင်ဘက်ပဲ။အနောက်ပိုင်းကိုဆက်ရှုံးကောင်စီတပ်ကဒီနေ့မနက်စောကြီးလေရင်နဲ့ဘုံလာကျဲတာတော်ရဲကြသွားတယ်လို့သိရတယ်။အခုတက်တီတော့လက်နက်ကြီးတန်နဲ့ကြားနေရုံပဲ။တပ်ကလည်းပတ်ပတ်လေအဝိုင်းခံရရလို့ဖြစ်နေတော့လက်နက်ကြီးနဲ့ရမ်းပြီးတော့ထုနေတာလို့မိုးကုတ်မြို့ကဒေသခံတော်လိုင်းရင်တရင်မြစ်တွေကရှင်းပြပါတယ်။ အကြမ်းမဲ့စစ်ရုံးကောင်စီတက်တဲ့နှွေမာ29ရက်နေ့မိုးကုတ်မြို့အတွင်းကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးနှွေမာ30ရက်နေ့ကစတင်ပြီးတော့မိုးကုတ်မြို့ပြည်မှာရှိတဲ့တော်လိုင်းရေးတက်တဲ့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်ခင်ဗျာမလေးမျိုးကလဖေးဆိုင်မိလောက်မှုမှာဘေးအင်္ဂါမြို့သူတူနေထဲမှာပြိမိနေတာကြောင့်မိသက်တက်ဖွဲ့ကကယ်တင်ပေးခဲ့တယ်လို့သီရိမာလာအရှိအယံမိသက်ကထုတ်ပြန်လာပါတယ်ပြိမိနေတဲ့မြို့သူမျိုးကိုအပေါ်ထက်ကနေအရေးပေါ်လေကားတွေနဲ့မိသက်ကကယ်တင်ပေးနေတာကိုရုပ်သက်ဖိုင်မှာခုလိုတွေ့ရပါတယ် မန္တလေးမြို့မဟာမြေမြို့နယ်ကပေါက်ကြိုင်လက်ဖက်ရည်ဆိုင်မှာဒီကနေ့ဒီဇင်ဘာ၄ရက်မနေ့ကမီးလောင်မှုဖြစ်ခဲ့တာပါမီးလောင်မှုကို level 1အဆင့်မီးငြိမ်သက်ရင်နေနဲ့မိနစ်20လောက်ငြိမ်သက်ခဲ့ရတယ်လို့မီးသက်ကသတင်းထုတ်ပြန်ပါတယ်မီးလောင်မှုကြောင့်လက်ဖက်ရည်ဆိုင်တစ်ဆိုင်လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီးအရင်နောက်ကိုတော့ကူးဆက်လောင်ကျွမ်းတာမရှိဘူးလို့သိရပါတယ်ခင်ဗျာမီးလောင်မှုအကြောင်းရင်းနဲ့ဆုံးရှုံးမှုတန်ဖိုးကိုတော့မီးသက်တပ်ဖွဲ့အနေနဲ့တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူးခင်ဗျာ ါတော့ဒီငင်းညခင်မှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းပြည့်စင်ကြောင်းရတွေကိုကျွန်တော်ဝင်ကစူးစီးပြီးတော့တင်ဆက်ပေးခဲ့တော့ပါပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းပြည့်စင်ကြောင်းရတွေနဲ့အခုကျွန်တော်တို့မနေ့ဖြန်မနေ့ခင်မှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ see sing just a to me choose a gentle me where the dogs who are twa at that we be set me how we go see ten you at me sana to you pay ma how ra let we ni ye in twa to be be that ti de sa ni yen du ana ju mya che mo mye che mi nyan pinya ne swe pye ti ni young city နိုင်ငံတော်ကိုသူစစ်ချမည် ်မည်တာဝန်ကိုစီထမ်းရကြမည်စာရာကူညီပေးမှာထာဝရလက်တွေ့ညီရဲ့ရည်သေးတော့ပြီးပြီးတက်တိတ္တစာညီရှင်ဂျူအာနာယူမြာခြေမုံညစ်ခြင်းမည်မြန်ပညာနဲ့ဆွဲဖြတ်တည်ညီယုံကြည်သည်ပါမတိ

နိုင်ငံတော်ကိုသူစစ်ချနိုင်